အလုံးဝမင်္ဂလာပါ Flander Diamond Channel ကနေပြန်လည်ကြိုဆိုလာရပါတယ်။ခြေလဲပိုင်းမှာစစ်ပွဲတွေဖြစ်လာတဲ့အခါဒီသားစုတွေကဘုံတွေစစ်တပ်တွေနဲ့ပြည်ငြိမ်မှုတွေကနေခပြရတဲ့အခါမစလင်ဒုက္ခသည်တွေကအာရကဘာမှာခလုံးဝင်းရမယ်လို့လူများကမျှော်လင့်ကြပါတယ်။အကြောင်းလဲဆိုတော့သူတို့မှာဘာသာကားဆင်တူတဲ့ဒီက delay တွေရင်းနေကြပါတယ်။ဒါပေမဲ့လက်တွေကပုံပြီးရှုပ်သေးပါတယ်။အာရနိုင်ငံတချို့ကအကူအညီနဲ့အောက်ကမှုတွေပေးခဲ့ပေမဲ့အများစုကတော့ဥပဒေရကတ်သက်ချက်တွေကနေမပြောမဆိုတဲ့စီမင်းတွေအထိ တို့ရဲ့တကားတွေကိုတိတိကျကျပိတ်ထားခဲ့ကြပါတယ်။ဒီနိုင်ငံတွေဟာလူတပြည့်၊ Syria, Iraq, Palestine နဲ့ Yemen က Muslim တို့ကတဲ့တွေကိုကန့်သတ်ထားဖို့ဒါမှမဟုတ်လက်မခံဖို့ရွေးချယ်ခဲ့ပါတယ်။ဒီနေ့မှာ Muslim တို့ကတဲ့တွေကိုညှင်းပယ်ခဲ့တဲ့အာရဗ်နိုင်ငံ၁၀နိုင်ငံကိုတိတိကျကျရှိရမှာပါ။အကြောင်းရင်းနဲ့ညှင်းပွားကြတွေနဲ့အကျိုးဆက်တွေကိုနားလည်ဖို့ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ရှုပေးဖို့ပြောကြားလိုပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပါ။ ဗတ်ချေမော်ရိုကိုမော်ရိုကိုကိုမကြကနာဆိုသလိုပြည်ငြိမ်မှုနဲ့ခီးသွဲလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက်ပြည်ကျူကြပါတယ်။ဒီကံမှုနဲ့ခင်မင်မှုပုံရိပ်ကိုလည်းဖော်ဆောင်ပါတယ်။ဒါပေမဲ့ဒုက္ခတွေတွေနဲ့ပတ်သက်လာရင်မထူးသဖြင့်ဆီးရီးယားဒါမှမဟုတ်ဒါရတောင်ပိုင်းအာဖရိကကလူတွေအတွက်ကတော့စိုးစိုးမှုကအေးဆက်နေပါတယ်။ပြည်ဝင်အဖြစ်မော်ရိုကိုဟာနိုင်ငံတကာဒုက္ခသည်ဆိုင်ရာသဘောတူစာချုပ်တွေကိုလက်မှတ်ရေးထိုးတာပြီးပလောဝင်းချဝေသူတွေကိုထောက်ခံတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လက်တွေ့မှာတော့နိုင်ငံတော်အစင်းခုလုံးဝဥပဒေရှင်းရှင်းလင်းလင်းမရှိပါဘူးဒုက္ခတဲ့အများစုကဥပဒေအရအကာအကွယ်မရှိပဲအကျိုးရေးဆိုင်ရာရှုပ်ထွေးမှုတွေထဲမှာပိတ်မိနေကြပါတယ်ဒီရီယာလူမျိုးတွေကိုဝင်ဝင်ညင်ပက်ခဲ့ပြီးအကျိုးကိုအဂျီရီးယားနဲ့ဈေးမှပြန်တွန်းထုတ်ခဲ့ကြပါတယ်ဒုက္ခတဲ့မိသားစုဒါစင်ပေါင်းများစွာဟာအစားအသောက်နဲ့ရေမရှိပဲတက္ကနာရတဲ့မှာရပောင်များစွာပိတ်မိနေကြောင်းသတင်းပို့ခဲ့ကြပါတယ်။ရေဝင်ဒုက္ခသည်စခန်းတွေမရှိသလိုနိုင်ငံတကာဖွဲ့စည်းနေငယ်လားလိုလက်စွာလုပ်ကန့်ခွင့်ရကြပါတယ်။ဘောလုံးကိုဆိုရမတည်ငြိမ်မှု ဥရောပရဲ့ PR နဲ့နှုံမရတဲ့ရှီပြောင်းမှုတွေကိုကြောက်ရွံ့တာကြောင့်ဣတိစိတ်ကန့်သက်တာပါတယ်။မိုကလန်တို့ကတဲ့တွေအတွက်မော်ရိုကိုကအကာအကွယ်ပေးရနေရမှာမဟုတ်ပါဘူး။တောင်းတရတဲ့စိတ်ပြအားငယ်ရတဲ့စိတ်ဆိတ်စွာညှင်းပယ်ခံရတဲ့မြေပြေပါတယ်။နံပါတ်ကိုအယ်ဂျီးရီးယား၊အယ်ဂျီးရီးယား၊လီဘီးယား၊မာလီ၊နိုင်ဂျာနဲ့တူနီရှားတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ဒါကြောင့်ရှင်ပြောင်းမှုနဲ့ပဋိပက္ခတွေရဲ့လမ်းဆောင်လောက်ကမှတရှိပါတယ်။ဒါပေမဲ့နောက်အာဖရိကမှာအရင်းကျဆုံးနေဆက်ထင်ကျုံမှုတစ်ခုကိုထိန်းသိမ်းထားပါတယ်။ နိုင်ငံတော်ကိုလုံးဝဲစနစ်မရှိသလိုအနာပိုင်တွေကအကာအကွယ်ပေးခြင်းတွေကိုပေးခဲ့ပါတယ်။အကြသေးခင်နှစ်တွေမှာအစိုးရဟာဆီးရီးယားပါလက်စတိုင်းနဲ့လူဒန်ကမွတ်စလင်တွေပါဝင်စစ်ကောင်းနေထိုင်သူနဲ့ဒုက္ခသည်ထောင်ပေါင်းများစွာကိုဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။ဒီလိုကိုတရားစီရင်ခြင်းမရှိဘဲဖမ်းဆီးထိန်သိမ်းဘတ်ကားပေါ်တင်ပြီးနိုင်ငံနယ်ဆက်အနီးတဲကန်နိုင်ငံတည်းမှာဆုံပြခဲ့ပါတယ်။နိုင်ငံတကာလူခွင့်ရေးဖွဲ့တွေကဒီလိုလောက်ရက်တွေကိုရက်ဆက်ပြီးတရားမဝင်ဘူးလို့ရှုံချခဲ့ပါတယ်။အဲဂျီရီးယားဆိုရာ၎င်းရဲ့မူဝါဒတွေကို ိုင်ငံတော်လုံခြုံရေးရစီရေးပေးပါတယ်။ဆွေရအုပ်စုတွေရဲ့ထုတ်ပေါ်ဝင်ရောက်မှုကိုကြောက်ရွံ့ပြီးပြပောင်းနေထိုင်သူတွေအတွက်အများနဲ့လက်ခံကျင်းပသူမဖြစ်ချင်ပါဘူး။ဒေသခံလူထုကလည်းနိုင်ငံသားတွေကိုသနာပြကံဝတ်တာမျိုးမကြခနာရှိပါတယ်။အယ်ဂျီးရီးယားရှိဒေါက်တာတေရီယာအန်စီခံရမှာနဲ့နေထုံးခံရမှာကိုကြောက်ရွံ့ပြီးနေထိုင်နေရပါတယ်။ဒီခံပေးတာရုံလောက်သာရှိပြီးအစိုးဆုံးမှာတော့အမြင်မခံရသူတွေလိုပါပဲ။နံပါတ်၈ EJ EJ အဒေါက်တာတေရီအတွက်ဒေသတွင်းဗိုလ်ချုပ်ပြစ်ချရှိသွားတရှိခဲ့ပါတယ်။ ပါလက်စတိုင်းရှူဒန်နဲ့ဆီးရီးယားလူမျိုးအားလုံးဟာ၎င်းရဲ့နေဆက်တွေကိုပြတ်ကျော်ခဲ့မှုပါတယ်။ဒါပေမဲ့မကြသေးခင်နှစ်တွေမှာဒုက္ခသည်တွေအတွက်အခြေအနေတွေဟာသီးသီးသာပိုဆိုးလာပါတယ်။ရေဝင်ဒုက္ခသည်ဥပဒေမရှိပါဘူး။မွတ်စလင်ဒုက္ခသည်အများစုဟာတရားဝင်လုံလောက်ခွင့်မရှိကြပါဘူး။သူတို့ဟာလာစားနေတဲ့ပုံမှန်မဟုတ်တဲ့အလုပ်တွေပေါ်မိခိုနေရပြီးတိုင်းတို့ဒါမှမဟုတ်အလက်ဇန်ဒီးယားမြို့ပြင်ကလူစီကားတွေတိုက်ခန်းတွေမှာနေထိုင်ကြရပါတယ်။ ဒုက္ခတဲ့ကလေးတွေအတွက်ပညာရေးကကန့်သက်ထားပြီးမြမိုင်ဆောင်ချောင်းမှုကလည်း CGB ရာယူဖို့ခက်ခဲပါတယ်။ PJ ဆိုရာကတရားဝင်ဒုက္ခတဲ့စကမ်းတွေထူထောင်ဖို့ညှိဆိုခဲ့ပါတယ်။ဒီရောပါကိုပြတ်ကျော်ဖို့ကြိုးစားသူတွေကိုလည်းအစီအပြီးနှင်ထောက်ပါတယ်။အပေါင်းဒေတာတွေဒုက္ခတဲ့တွေတော့ပြန်နေအိမ်ပိုင်ရှင်တွေရဲ့နောက်ကျမှုတွေကိုရင်ဆိုင်ရပါတယ်။ကျော်ကျော်ရေးတပ်ဖွဲ့တွေကဒုက္ခတဲ့တိုင်းဝိုင်းတွေကိုအနီးကဆောင်ကြည့်ပါတယ်။ PJ ရဲ့စီးပွားရေးကရုန်းကန်နေရပြီးဒီလိုခံစားချက်ကလည်းအပြင်လူတွေကိုစန့်ကျင်လာပါတယ်။ ကိုစလင်ဒုက္ခသည်တွေအတွက် EJ ဟာကိုလွန်ဇီယာကိုပေးပေမဲ့ပုံသိက္ခာကူတော့မပေးပါဘူး။နံပါတ်9ဂျော်ဒန်ဂျော်ဒန်တခြားနိုင်ငံတွေတော့ပိုလုံးဆောင်ခဲ့ပါလေ။1948ခုနှစ်ကတည်းကပါလက်စတိုင်းတွေကိုလက်ခံခဲ့ပြီး2011ခုနှစ်မှာစစ်ပွဲဆကတည်းကစီးရီးယား၆သိန်းကျော်ကိုလက်ခံထားခဲ့ပါလေ။ဒါပေမဲ့ရေရုံမှုမှလည်းကန့်သက်ချက်တွေရှိပါလေ။ဂျော်ဒန်ရဲ့နေဆက်မူဝါဒတွေဟာပိုပြီးတင်ကျပ်လာခဲ့ပါလေ။2016ခုနှစ်မှာအရှေ့မြောက်ပိုင်းနေဆက်ကိုပိတ်ပြီးစီးရီးဆောင်အဖြစ်ကျင်းညာခဲ့ပါလေ။ ဒုက္ခတွေတွေကအစားတော့ကြီးဒါမှမဟုတ်ဒီဝါတွေဝင်ရောက်ခွင့်မရှိပဲလူသူမဲ့နေမြေမှာပြိမိနေကြကြပါလေအနေငယ်လားခွင့်ပြုခဲ့ပြီးဒေါ်ရန်တွေမှာဒုက္ခတွေအများစုကိုတရားရီလိုစကမ်းမှချုပ်ကျတာပါလေစကမ်းပြင်ပါကလူတွေဟာချပါလေလောက်ကင်ခွင့်ပါမေရရှိမှသာတရားဝင်လုပ်လုပ်နိုင်ပါလေဘာသာကပါလက်စတိုင်းတွေဟာနောက်ထပ်ကန့်သက်ချက်တွေနဲ့နိုင်ငံမဲ့ဘဝကိုရင်ဆိုင်နေရပါလေနိုင်ငံကနိုင်ငံသားအကူအညီတွေကိုအကြီးအကျယ်မိခိုနေရပေမဲ့စီးပွားရေးဖိအားနဲ့ပြည်ရေးမကျေနပ်မှုတွေမြင့်တက်လာနေပါတယ် ဂျော်ဒန်နိုင်ငံသားအများပြားဟာဝင်ပြီးနေတယ်လို့ခန်းစားနေကြရပါတယ်။ဂျာလန်အနေနဲ့အစိုးရဟာသူရဲ့နေနဲ့မလိုချုံသေးဘူးဆိုရင်တော့ရကားတဲ့တွေကိုပြန်သွားဖို့တိုက်တွန်းနေပါတယ်။ဂျော်ဒန်ရဲ့တရင်စကားကရှင်ပါတယ်။ဒါကမင်းတို့ရဲ့အမြဲတမ်းအိမ်မဟုတ်ဘူးဆိုတာပါပဲ။နံပါတ်6လက်ဘနွန်လက်ဘနွန်ဟာတင်းငယ်ပြီးနိုင်ငံရေးရဟန်ချက်ညှိမှုပျက်စီးလွှဲတဲ့နိုင်ငံတစ်ခုပါပဲ။သူနိုင်ငံသားတွေရဲ့လူကြီးရဲ့20ခန်းလုံးကျော်ဖြစ်တဲ့အီရီယာတန်ကျော့ကိုလက်ခံထားပါတယ်။ဒါပေမဲ့ဒုက္ခသည်တွေကိုအခုအခါဝန်တုံးဘိုးဖြစ်ရှုမြင်နေကြပါတယ်။ လဗနောကကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာသဘောတူစာချုပ်ကိုဘယ်တော့ကမှလက်မှတ်မထိုးခဲ့တယ်လို့ပြည်ဝင်စခန်းတွေဆော်လို့ကွင်းကိုလည်းမပေးခဲ့ပါဘူး။အဲဒီစာစီးရီးယားတွေဟာယာယီတဲ့အိမ်တွေမှာနေထိုင်ကြရပြီးတန်ရှင်းတဲ့ရေဒါမှမဟုတ်ရေစစ်မီမရှိတာမျိုးမကြာခဏဖြစ်တတ်ပါတယ်။ဧရာခန်အာနာပိုင်းတွေရဲ့နောက်ဆက်ခြင်းကိုခံရတာဒါမှမဟုတ်အဒီပေချင်းမရှိပဲနေထုတ်ခံရတာတွေလည်းရှိပါတယ်။ညုံတဲ့အာနာပိုင်းတွေကစီရီးယားလူမျိုးတွေပေါ့အထူးသဖြင့်ညမထွေရမင်းတွေချမှတ်ပြီးလူလက်ဆော့သွားလောက်ကွင်းကိုညှဉ်းပယ်ကြပါတယ်။ လဗနွန်ဆိုရ2015ခုနှစ်ကတည်းကဒေဝင်ရောက်မှုတွေကိုကန့်သတ်ထားပြီးတောင်ပေါ်များစွာကိုဆီးရီးယားကိုပြန်လည်နေထုတ်ခဲ့ပါတယ်။ပါလက်စတိုင်းဒုက္ခသည်တွေကပိုဆိုပါတယ်။နေ့90ကြာပြီးနောက်သူတို့မှနိုင်ငံသားပြည်ခွင့်မရှိသေးပါဘူး။ပိုင်ဆိုင်မှုမပိုင်ဆိုင်နိုင်ကြလို့အလုပ်အကိုင်း30ကျော်ကိုပါပိတ်ပင်ထားပါတယ်။လဗနွန်မှာလူကြီးဆိုင်ရာကြောင်းလဲမှုပေါ့ကြောက်ရွံ့မှုကမူဝါဒတွေကိုမောင်းနေနေပါတယ်။အာဒါရီအုပ်စုတိုင်းကသူတို့ရဲ့အာဏာကိုအကွယ်ကျင့်ကြတာကြောင့်ဘယ်သူမှမွတ်စလင်ဒုက္ခသည်တွေကိုပေါင်းစည်းခြင်းမရှိပါဘူး။သူတို့ချိနေနိုင်ပေမဲ့ စူးစူးချင်းမခံရပါဘူး။နံပါတ်5အိုမန်။အိုမန်ငင်းရက်နဲ့ကြားနေတယ်။ငင်းချင်းမှုရရှိဥစ္စာဖြစ်ပါတယ်။အာရွန်နေဦးရဲ့မတည်ငြိမ်မှုအများစုကိုရှောင်ရှားခဲ့ပြီးသူ့ရဲ့အင်ဒီချင်းတွေနဲ့ပဏိပခသမိုင်းမရှိပါဘူး။ဒါပေမဲ့အဲ့ဒီငြိမ်သက်မှုကဒိနှုံတစ်ခုရှိပါတယ်။အိုမန်မှာတရားဝင်ကိုလွန်ကွဲစနစ်မရှိပါဘူး။အဒီကနိုင်ငံတကာဒုက္ခသည်သဘောတူညီစာချုပ်တွေကိုအတည်မပြုခဲ့သလိုဥမှတ်မြေပေါ်မှာဒုက္ခသည်စကမ်းတွေလည်းမရှိပါဘူး။ဧဇက်တစ်ဖက်ကပြည်ရင်းစစ်ကနေဖပြေးလာတဲ့ ီမေးလ်လိုမျိုးတွေကိုတောင်လက်ခံခဲ့ပါတယ်။ညာတော့သူတို့ဟာဒီပွားကြီးဒါမှမဟုတ်မိသားစုဗီဇာတွေရှောက်ထားရပေမဲ့အနေငယ်သာအမြဲတမ်းနေထိုင်ခွင့်ရရှိပါတယ်။နိုင်ငံသားဖြစ်ခွင့်လမ်းကြောင်းလည်းမရှိပါဘူး။အဆိုအရနိုင်ငံခြားဩဇာကိုကြောက်ရွံ့ပြီးလူမှုတည်ငြိမ်မှုကိုထိန်းသိမ်းခြင်းပါတယ်။အိုမန်လူ့ဘွဲ့စီကရိုးရာစီကံနဲ့နှင်ကြုံမှုကိုတံပိုးထားပါတယ်။ဒုက္ခသည်တွေကအဲ့ဒီပုံစံနဲ့မကိုင်းညီပါဘူး။ကျတော့ကမတည်ငြိမ်မှုဖြစ်စေနိုင်တဲ့အရင်းအမြစ်ဖြစ်ရှုမြင်ကြပါရစေ။ဒါကြောင့်နေဆက်တွေပိတ်ထားစေဖြစ်ပြီး တချိန်မူကစီလုံးညီညွတ်မှုကိုအစားထိုးပါတယ်။နံပါတ်၄ကိုဝဲကိုဝဲရကမ္ဘာ့ချမ်းသာဆုံးနိုင်ငံတွေကတစ်ခုဖြစ်ပြီးကြီးမားတဲ့ရေနံကြိုးဝှမှုနဲ့ဓာတိလူဦးရေနဲ့ပါပါတယ်။ဒါပေမဲ့ serious ဖြစ်ပွဲပေါ်ပေါက်လာတဲ့အခါကိုဝဲရသူ့ရဲ့တကားတွေကိုဖွင့်ဖို့ညှင်းဆိုခဲ့ပါတယ်။တောင်ရှိသူတွေကနိုင်ငံဟာဒုက္ခသည်တွေကိုလက်ခံဖို့အရန်သိငဲ့ကြောင်းသူသိရှင်းကြပြောကြခဲ့ပါတယ်။သူတို့ဟာမတည်ငြိမ်မှုနဲ့အကြံဖတ်မှုတွေကိုကြောက်ရွံ့ခဲ့ကြပါတယ်။ကိုဝဲရကုလသမဂ္ဂနဲ့အကူအညီပေးအေဂျင်စီတွေကို ကြေရောစွာလှူဒန်းခဲ့ပေမယ့်ပြည်လည်နေရာခြားရာရေးစီစဉ်မှုဘယ်တော့မှဖန်တီးခဲ့ခြင်းမရှိပါဘူးဒုက္ခသည်စကံတွေခလုံးခွဲလုပ်ငန်းစဉ်တွေမရှိသလိုစစ်ပွဲကနေခပြေးလာသူတွေအတွက်အကာအကွယ်တွေလည်းမရှိပါဘူးအချိန်ထဲမှာပဲနိုင်ငံခြားသားလူ့သမားတိုင်းပေါင်းများစွာဟာကိုယ်ဝိမာနေထိုင်ကြပါတယ်အများစုကအီဂျစ်ဘင်္ဂလားဒေ့ပါကစ္စတန်လိုမွတ်စလင်နိုင်ငံတွေကဖြစ်ပေမယ့်သူတို့ဟာတင်ကြတဲ့စာချုပ်စနစ်အောက်မှာဆက်ရှိနေပါတယ်ပြည်ဝင်နိုင်ငံသားမဖြစ်နိုင်ပါဘူးအမြဲတမ်းချစ်ချနေထိုင်လို့မရသလို ဘယ်ချိန်မဆိုနေထုတ်ခံရနိုင်ပါလေ။ဒုက္ခသည်တွေလည်းကူဝေးဟာပိုလွန်ယာနေရာဆိုတဲ့ရောင်ပြမှုမျိုးတော်မပေးပါဘူး။တပတ်တော်ကာတာကာတာသိငဲ့ပေမဲ့နေရာကြီးနိုင်ငံတခုပါပဲ။ဒူချင်းဝင်ငွေကြေးအမှုကကဘာပေါ်မှာအမြင့်ဆုံးတဲ့ကတခုဖြစ်ပါတဲ့။ဒီမှာလေကဘာလုံးဆိုင်ရာပွဲတွေကိုလက်ခံကျင်းပပြီးနိုင်ငံခြားမှာပီလီယံပေါင်းများစွာရင်းနှီးနှုန်နိုင်ပါတဲ့။ဒါပေမဲ့မွတ်စလင်ဒုက္ခသည်တွေနဲ့ပတ်သက်ရင်ကာတာတကားကိုပိတ်လိုက်ပါတဲ့။ဒီရီယာစစ်ပွဲတွေတွင် ရေဝင်ဒုက္ခသည်တို့ကိုမှလက်ခံခြင်းမရှိပါဘူး။တခန်းလေးခိုလုံဝဲစီစဉ်နေမရှိသလိုမြင်သာတဲ့ဒုက္ခသည်ရှိနေခြင်းလည်းမရှိပါဘူး။အာဒါတူရကီဂျော်ဒန်နဲ့လက်ဘရွန်တို့မှကယ်ဆယ်ရေးလုပ်ငန်းတွေကိုရေမုံငွေထောက်ပံ့မှုပုံနဲ့တာပါတယ်။ခုနဲ့မြေတွေကိုဒုက္ခသည်တွေခေါ်လာတာကိုရှောင်ရှားပါတယ်။ရေဝင်အကြောင်းပြချက်ကတော့လူမှုစည်းကမ်းနဲ့မျိုးသားရေးလက္ခဏာကိုထင်ထင်ပေါ်ပြပါတယ်။ဘာဒါရဲ့ဇာတိလူဦးရေကလူနည်းစုဖြစ်ပြီးနေထိုင်သူအများစုကတင်ကျပ်စွာထင်ကျုပ်ထားတဲ့ဒီပြောင်းလုပ်သားတွေဖြစ်ရပါတယ်။ ဒုက္ခတွေထပ်ထည့်လိုက်ရင်ပြည့်လွယ်ရှာလွယ်တဲ့လူဦးရေဟန်ချက်ကိုပြောင်းလဲစေမှာပါပဲ။နိုင်ငံလှုပ်ရှားမှုဒါမှမဟုတ်ဘာသာရေးဆွံ့ရောက်မှုတွေကိုကြော်ရွံ့မှုတွေလည်းမြင့်တက်လာစေနိုင်ပါလေ။ဒါကြောင့်ကာတာဟာပတ်စံကိုပေးပေမဲ့ပုံလုံးစရာကိုတော့မပေးပါဘူး။သိစိတ်တဲ့ဘေးထိုင်ကြည့်သူဖြစ်ရှိနေစေပါပဲ။နံပါတ်နဲ့ IRS ဆော့ဘောများပြည်တော်စု UAE ရာမှုမြောက်တိုက်တွေလူလုံးကျုံးနေနဲ့အနာဂတ်စီမံကိန်းတွေရဲ့နေရာပြေပါလေ။တန်တဲ့တူတင်မှုခီးတွားလုပ်ငန်းနဲ့သင်ငယ်ပစ္စည်းတွေကိုမြင့်တင်ပေးပါရစေ။ ဒါပေမဲ့၎င်းရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒကသဘာဝမှာအတင်းကျပ်ဆုံးတွေကတခုဖြစ်ပါတယ်။ဆီးရီးယားပဏိပကအတွင်မှာ UAE ဟာဆီးရီးယားကျွမ်းကျင်ပညာရှင်အချို့ကိုအလုပ်ပိတာပေးခဲ့ပေမဲ့ကုလသမဂ္ဂရဲ့ပြည်နယ်နေရာချာတာရေးအောက်မှာဒုက္ခသည်တဦးပေါ်မှာလက်ခံခြင်းမရှိပါဘူး။တက္ကန်တွေကိုလုံးဝလမ်းကြောင်းတွေမရှိသလိုစစ်ပွဲကနေခပြေးလာသူတွေအတွက်အထူးအဆင်နဲ့လည်းမရှိပါဘူး။ UAE ကအလောကန်ရရှိခြင်းအားအကောင်းဆုံးသောထောက်ကမ်းမှုပုံစံဖြစ်တယ်လို့ညင်းဆုံးကြပါတယ်။ဒါပေမဲ့ဒီပုံစံက ရေချင်းမရှိတဲ့အမျိုးသမီးတွေအလေးတွေတကြီးရွယ်ဦးတွေလိုအထူးကိလွယ်ဆုံးလူတွေကိုခြံလက်ထားပါတယ်။လူကြိုရေးဆိုင်ရာဆွေးနွေးမှုတွေကမြန်မာပြည်အစိုးရဟာဘာသာရေးလှုပ်ရှားမှုအားလုံးကိုစောင့်ကြည့်ပြီးမိတိနိုင်ငံရေးဆာမမဟောဘာသာရေးသဘောထားကွယ်လှမ်းမှုကိုမဆိုကြောက်ရွံ့ပါတယ်။ဒါကြောင့်စီပွားရေးလူသားတွေကိုရွေးချယ်ပြီးဒါချင်းဆန္ဒထောက်ထားမှုဆိုင်ရာတာဝန်ယူမှုကိုဆောင်ရှားပါတယ်။ဒုက္ခသည်တွေရာစီမံကိန်းရဲ့ဒီစိတ်တပိုင်းလုံးဝမဟုတ်ပါဘူး။နံပါတ်၁ဆော်ဒီအာရေးဗျာဆော်ဒီအာရေးဗျာအကြီးဆုံးနဲ့ဩဇာအရှိဆုံးအာရန်နိုင်ငံပြည်ရဲ့ပါတယ်။ ၎င်းကအစ္စလမ်ဘာသာရဲ့ဘူရမြစ်ဖြစ်ပြီးအမြင့်မြတ်ဆုံးမွတ်စလင်နေရာတွေရဲ့နေအိမ်လည်းပြည်ပါတယ်။ဒါပေမဲ့ဆီးရီးယားလူမျိုးတမောင်များစွာသူတို့ရဲ့နေအိမ်တွေကိုစွန့်ခွာထွက်ပြေးခဲ့ရတဲ့အခါဆော်ဒီအာရေးပြဟာသူရဲ့နေဆက်တွေကိုမဖွင့်ခဲ့ပါဘူး။သူကတဲ့စကန်တွေပြန်လည်နေရာခြားထားရေးစီစဉ်နေမှရှိသလိုပေါင်းစည်းရေးအတွက်လူလူစီစဉ်နေလည်းမရှိပါဘူး။တောင်ရှိသူတွေကဆီးရီးယားလူမျိုးချုပ်ကိုနေဝင်ပြုခဲ့တယ်လို့ပြောကြားခဲ့ပေမဲ့သူတို့ကတရားဝင်ဒုက္ခသည်တွေမဟုတ်ပဲယာယီလို့ဒါမှမဟုတ်မိသားစုဗီဇာကန်ဆောင်သူတွေဖြစ်ပါတယ်။ ဒေါ်ရီယာရေးပြနိုင်ငံတကာအကူအညီပေးရေးအေဂျင်စီတွေကိုညီမာတယ်လူဒဏ်မှုတွေပြုလုပ်ခဲ့ပေမယ့်လူအနေသူတွေကိုလက်ခံပုံညင်းဆိုခဲ့ပါတယ်။အကြောင်းရင်းတွေကရှုပ်ထွေးခဲ့ပြီးအစိုးရကနိုင်ငံရေးမတည်ငြိမ်မှုအကြမ်းဖက်မှုနဲ့ဂိုင်းကနာပဏိပခောက်တွေကိုကြောက်ရွံ့အောင်ပါတယ်။ဒေါ်ရီဥပဒေကကိုလုံမွေးကိုတိမတ်မပြုသလိုနိုင်ငံကကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာသဘောတူချာချုပ်ကိုလည်းလက်မှတ်မထိုးတာပါဘူး။အကြက်ခီးစဉ်တွင်ကဘာတော်ကမွတ်စလင်တွေမကမှာစူဝေးကြချိန်မှာတော့မွတ်စလင်ဒုက္ခသည်တွေအတွက်နေဖို့နေရာမရှိပါဘူး။ တော်ရီယာကြီးပြာမြို့သားအကျိုးစီးပွားရှေ့မှာဘာသာရေးစီလုံးညီညွတ်မှုတက်ခွက်ခြင်းရဲ့အရှင်းလင်းဆုံးဥပမာဖြစ်ရည်တည်နေပါတယ်။ဒုက္ခတဲ့အရေးကင်းဟာအထူးသဖြင့်အာရန်နဲ့မွတ်စလင်ကဘာအတွင်းမှာစီလုံးညီညွတ်မှုရဲ့ကဏ္ဍချက်တွေကိုဖော်ထုတ်ပြသခဲ့ပါတယ်။ဘာသာစကားတူပေမဲ့ညီငယ်မှုဆိုင်ရာဆက်နွယ်မှုတွေရှိနေပေမဲ့နယ်နိမိတ်ကိုသနားကျင်နာမှုထက်ညီငယ်မှုကိုခိုးလွန်ရမှလုံခြုံရေးကိုရွေးချယ်ခဲ့ကြပါတယ်။သူတို့ဟာဒုက္ခတဲ့တန်ဖိုးများစွာအထူးသဖြင့်မွတ်စလင်တွေကိုအိမ်တလုံးမပေးဘဲပတ်စံကူတာပေးခဲ့ကြပါတယ်။ အရကပါခိုးလုံးရမဖြစ်ပဲနေရန်တစ်ခုပြလာခဲ့ပြီးတိရှိမှုကနေသည့်ထုတ်ပြန်ချက်တက်မဆိုဟိုကျဲလောင်ခဲ့ပါတယ်။ဒါဒေတာရဲ့အနာဂတ်အတွက်ဘာကိုဆိုလိုတာလဲသူတော်ကိုပုံမှန်မှန်ခဲ့ပေးနိုင်ပါတယ်။ဗီဒီယိုလေးရောဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမှန်ကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်။